ကျန်ဒီယောဂဖြစ်တဲ့အတွက်ဆိုပြီးတော့ဟိုလိုငိုယိုနေရမျိုးတော့မရှိဘူးပါဆိုတော့မိကိုလည်းစိတ်စိတ်မရဲစီခြင်းကိုကကိုကိုရိုင်းကလည်းပျော်ပျော်ဝင်းနေခြင်းတဲ့အတွက်ကြောင့်ပေါ့။အရင်စိတ်သက်မာရတဲ့တင်တောင်းဗီဒီယိုအာယိုနင်းမြူခဲ့တဲ့အချိန်မှာစိတ်သက်တည်ကြခဲ့ရပါတယ်ရှင်။ဗီဒီယိုအာယိုနင်းမြူတဲ့အခါမှာအဲဆိုက်ဘက်တွေဖြစ်လာတယ်အခုလည်းအာယိုနင်းမြူထားတဲ့အတွက်ချင်းနဲ့မှာပုံမှန်လူတွေမဖြစ်တဲ့ဟော်မုန်းမညီတဲ့ဟာမျိုးတွေဖြစ်တယ်နောက်ပြီးတော့ဒီအသား၆တာရဲ့မျိုးစုံပေါ့နော်တစ်ခုလုံး မျိုးလုံးရောကျန်တဲ့ပိုင်းတွေအကုန်လုံးပေါ့နော်ဟိုဆေးရည်ဆိုလို့ရှင်လဲတောက်တဲ့ဟော်မုန်းစေးချက်ပို့ပြီးတော့နောက်ကလိုက်ရတဲ့ဆေးရည်အများကြီးပဲဆိုတော့ခုကိုတော့အများကြီးဟိုစိတ်တက်မအောင်တော့ train ထားတာပေါ့နော်ဟိုအဖေပြရတော့ဟိုဟိုကတော်တော်လေးကိုစိတ်မောင်းဖြစ်နေရပါတော့သူသမီးကြမှာဒီလိုဖြစ်ရတယ်ဆိုပြီးတော့ပြောထင်းနေအသက်လင်းနေသေးရအောင်ဆိုတော့အားကြတော့ဒါမဲ့အဲ့လိုမျိုးဖေဖေကိုတော့အမြဲတမ်းဟိုဖုန်းနေပုံမှန်ဆက်ပြီးတော့ နေစင်ပြေတဲ့အကြောင်းပေါ့နော်အများဟိုသူစိတ်ချမ်းသာပေါ့ဗျာဆိုတော့ तू ကတော်တော်စိတ်ထိခိုက်တာဖြစ်တယ်ပေါ့လေအဲ့တော့ရှင်ကအများနဲ့သူ့ကို reassure လုပ်ပေးရပါဘော ါစိတ်ဆက်ဖဲပူရတော့ပေါ့နော်ဒီအအခုဒီသတင်းကြော်အနေနဲ့ဆလူရီတာအလူလေးလုတ်တယ်နောက်ပြီးတော့နှစ်ပေါင်း40ကျော်လောက်ရှိပြီပေါ့နော်စိတ်ဆက်ဖဲဝက်တီထောင်ခဲ့တာအခုဒီရန်ကုန်မှာဆိုလို့ရှိရင်တော့တစ်ဆိုင်မန္တလေးမှာဆိုလို့ရှိရင်တော့နှစ်ဆိုင်ရှိရပေါ့နော်အဲ့တော့အဲ့အချိန်မှန်နေနဲ့အလူပွဲလေးလုတ်ဖြစ်တာဖြစ်ပါတယ်ရှင်ဟုတ်အာသူကစိမ့်တိုင်းမှာဆိုလို့ရှိရင်ရောင်းလဲတွေကိုလည်းအမခံချက်နဲ့ရောင်းပေးတဲ့အပြင်ပေါ့နော်။သူက GIA certificate ရထားတဲ့စိန်ကောင်းစိန်သက်တွေကိုပဲရောင်းပေးတာဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချယုံကြည်ရတဲ့စိမ့်တိုင်းဒီဇိုင်းဖြစ်ပါတယ်ရှင်။ အာဒီနေ့ကိုရိုင်းကလည်းဒီနေ့တနင်္ချွတ်မှာဟိုအဖေမိတွေနောက်ပြီးတော့ဟိုကိုထက်အသက်ကြီးရဲ့သူတွေပေါ့နော်အတော်တွေဦးလေးအားလုံးကိုကတော့ပြစ်တဲ့အတွက်အခုဒီနေ့ကိုရိုင်းကလည်းဒီနေ့မှာအရန်ကိုလှူခြင်းတန်းခြင်းနဲ့စိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့အစားဒီစိတ်စပယ်ဘူးအစိတ်နိုင်ပိုင်ရှင်ကဘူးတွေတော်တွေကအဲဒီဒီနေ့ကိုစားလှူပေးတယ်လို့ခံစားရတယ်အဲ့အတွက်လည်းလူတွေအများကြီးလည်းလာရောက်ပေးတဲ့အတွက်အရန်လည်း PTB ဖြစ်ပြီးတော့ဝမ်းသာပါရှင့်ဟုတ်ဟိုအဲ့ဒါကတော့ဟိုကပေါ့နော်ဒီနေ့ဒီယောဂဖြစ်သွားတဲ့အချိန်မှာဒီနေ့ရဲ့ဒီကြောင်းတ က်ဖို့စီစဉ်နေနောက်ဆုတ်လိုက်ရတယ်ပေါ့ဆုတ်လိုက်ရတဲ့အချိန်မှာချင်းချင်းရဲ့ယောဂအနေထားရလဲချင်းချင်းကကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်တဲ့ခါကျတော့ဟိုချင်းချင်းကဟိုနည်းနည်းအလုပ်လေးပါလေးလုပ်စရာလေးတခုရှိမယ်ဆိုရင်တော့ အဲစိတ်နဲ့မကြောက်တော့ဘူးဆိုပြီးတော့ကိုကဒီ coffee tin ကိုစိတ်လဲဝင်စားတယ်နောက်ပြီးကျောင်းသွားရင်လည်းအဲဒီ part time job လုပ်တဲ့အခါမှာအထောက်ကူဖြစ်မယ်ဆိုပြီးတော့ channel ဒီ class တွေကို join ခဲ့ရပါဟုတ်ကဲ့အာဘလို့ဖြစ်တာလဲဆိုတော့ဟိုခင်ရတော့ဒီယောဂကြီးဖြစ်တယ်ဆိုပြီးတော့ကိုကိုဘယ်လိုပြောရမလဲဟိုစိတ်တက်လဲအမြဲတမ်းကြမနေဘူးကိုစိတ်တက်ကြလို့ကိုယောဂဖြစ်လို့လဲ အဲကိုယ့်ကိုကြည့်နေတဲ့သူတွေကိုယ့်ဘေးကလူတွေလည်းစိတ်တက်မကြစေချင်ဘူးစိတ်မစင်းရဲစေချင်ဘူးပေါ့နော်အကုန်လုံးကသူ့လူနဲ့သူဆိုတော့လေအဲ့တော့ချင်းနေကိုယ်တိုင်းကလည်းအဲပျော်ပျော်နေပြမယ်ဆိုရင်တော့သူများတွေအတွက်ဒီလိုချင်းနေလိုဖြစ်နေတဲ့သူတွေအတွက်လည်း motivation ဖြစ်စေမယ်လို့ချင်းနေချင်းနေအတွက်ချင်းနေဒီလိုစိတ်တက်တန်တမာမာနဲ့ဒီလိုမျိုးဖြတ်တန်းနေရပါတော့နော်မမေဘက်ကတော့ဆရာအများကြီးပြန်ပေးရပါတော့နော်ဒါမှမမေကကြတော့ ကျွန်နေရှိမှာတော့တိတ်ပြီးအဲ့လိုဟိုဝမ်းနေတဲ့ကြောင်းတော့မပြောက်ဘူးကျွန်နေနားမှာပို့ပြီးတော့အဲ့လိုမျိုးနေပေးတယ်ကျွန်နေကိုယ်တိုင်းလည်းမမေကိုပို့ပြီးတော့အချိန်ပေးရတဲ့အတွက်အခုတော့ပို့ပြီးတော့မိသားစုမိသားစုတစုပြပြချွတ်ချွတ်ရှိရပေါ့နော်ဟုတ်ကဲ့အရင်ရောဟိုမျိုးကျွန်နေဒီယောဂဖြစ်တဲ့အတွက်ဆိုပြီးတော့ဟိုလိုငိုယိုနေရမျိုးတော့မရှိဘူးဘာလို့ဆိုတော့မမေကိုလည်းစိတ်ဆင်းမရဲစီခြင်းကိုကကိုကိုယ်တိုင်းကလည်းပြပြဝင်နေခြင်းတဲ့အတွက်ကြောင့်ပေါ့နော်အရင်စိတ်သက်မာတဲ့တင်တင်တော့ရေဒီယိုအာယုန်င်းမြူခဲ့တဲ့အချိန်မှာစိတ်သက်တည်ကြခဲ့ရပါရဲ့ရှင် အာဒီတိုင်ရလေးကတော့မမရရတော့မမရဆိုလို့ရှင်တော့ချင်းကအမှန်မှန်တော့နားမယ်ချင်းခဲ့တာပေါ့ဒီလေဘင်းကအနောက်ဒီလေဘင်းခွဲတော့မနာဘဲနဲ့အာဘာဖြစ်လဲဆိုတော့ဒီရေဒီယိုအိုင်ယိုနဲ့မျိုးတဲ့အခါမှာအဲ side effect တွေဖြစ်လာတယ်အခုလည်းအိုင်ယိုနဲ့မျိုးထားတဲ့အတွက်ချင်းကမှပုံမှန်လူတွေမဖြစ်တဲ့ဟော်မုန်းမညီတဲ့ဟာမျိုးတွေဖြစ်တယ်နောက်ပြီးတော့ဒီအသား၆တာတဲ့မျိုးစုံပေါ့နော်ဒီလိုလုံး ညလုံးရောကျန်တဲ့ပိုင်းတွေအကုန်လုံးပေါ့နော်ဟိုဆေးရဆိုလို့ရှိရင်လဲတောက်တဲ့ဟော်မုန်းစေးထပ်ပို့ပြီးတော့နောက်ကလိုက်ရတဲ့ဆေးရအများကြီးပဲဆိုတော့ခုကိုတော့အများကြီးဟိုစိတ်တက်မအောင်တော့ train ထားတာပေါ့နော်ဟုတ်ဟောတနေ့ကျကတော့ကျန်တဲ့အခုဒီနေ့ကတော့မိမိကိုလဲကိုမုံမုံနဲ့ကြော့တယ်ဖေဖေကိုလဲကြော့တယ်ပြီးတော့ဒီအဲဘေးနာဟိုကိုရဲ့ကိုထက်တဲ့ကြီးရဲ့သူတွေပေါ့နော်ဟိုကြော့တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျန်တဲ့ဖြစ်ချင်းတယ်လို့ဖြစ်စေချင်းတယ်လို့ ဖြစ်တဲ့သတင်းကြိုအတွက်သတင်းကြိုဖြစ်တဲ့အတွက်ပေါ့နော်အဝမ်းသာပါတယ်ဟုတ်အဖေဖေကတော့ဟိုဟိုကတော်တော်လေးကိုစိတ်မောဖြစ်နေရပါတော့သူသမီးကြမှာဒီလိုဖြစ်ရတယ်ဆိုပြီးတော့ပြောထင်းနေအသက်လင်းနေသေးရအောင်ဆိုတော့အကြတော့ဒါမဲ့အဲ့လိုမျိုးဖေဖေကိုတော့အများဟိုဖုန်းနေပုံမှန်ဆက်ပြီးတော့ထင်းနေစင်ပြေတဲ့အကြောင်းပေါ့နော်အများဟိုသူစိတ်ချမ်းသာပေါ့ဗျာဆိုတော့သူကတော်တော်စိတ်ထိခိုက်တာဖြစ်တယ်ပေါ့လေအဲ့တော့ချင်းကအများနဲ့သူ့ကို reassure လုပ်ပေးရပါဘို့ဖြစ်ပြီလားအာဒီကတော့ချင်းလေးအတွက်ကတော့ ဟိုမိသားစုပါပဲချင်းတို့ကရင်းကြီးသောမိသားစုဖြစ်တဲ့အတွက်ခုမိသားစုကကိုချစ်တဲ့သူတွေကဘေးနားမှာရှိနေရဲဆိုတဲ့အတွက်ကြောင့်မလို့ချင်းကအများကြီးစိတ်သက်ခွာရအောင်ဟိုအခန်းတိုင်းပြောလို့ရှင်တော့စိတ်ကဒီဟော်မုန်းထုတ်လိုက်ပြီးရဲ့အချိန်ပါပေါ့နော်ဟိုလောကကိုဘယ်လိုပြောရမလဲစိတ်ကလောကဟိုမငြိမ်တော့ဘူးပေါ့နော်အရင်စိတ်ဆိုးလွယ်စိတ်ကောက်လွယ်ခိုင်းကြရင် ိုကိုတော့မှနားမလည်တဲ့ချိန်မျိုးတွေရှိရမှာเนาะအဲ့အတွက်ကြောင့်မလို့အာခိုင်တန်ကိုကြီးကိုလည်းအော်မိရယ်စိတ်ထဲမှာပါပဲနေပြီးတော့ပြန်လည်းပြန်ဖြစ်သွားရရှိတယ်เนาะအဲ့အခါကျတော့သူကလည်းအများကြီးလည်းတင်းမိသားစုမားနာမိရယ်ဒါပေမဲ့သူကလည်းအများကြီးနားလည်ပြီးရတဲ့အတွက်ကျွန်တော်ပြန်ပါရေးဟုတ်ဟုတ်ဟွာပေါ့အဓိကတော့ဟွာအမေနဲ့ကိုကြီးပေါ့เนาะမိမိဟွာကျတော့ကျွန်တော်အော်လို့မရဘူးလေဟိုစိတ်ဆိုးလို့လည်းမရဘူးအာကိုကြီးကကြတော့အမြဲစနေကြဆိုတော့ပုံမှန်ဆိုရင်စရင်တော့ဘာမှမဖြစ်ပေမဲ့ ဟိုချနေအခုကြာတော့ပုံပြီးစိတ်ဆိုးစိတ်ကောက်လွယ်လာရဲ့ပေါ့နော်။အားကြာနှုတ်ခနဲ့ online meeting မျိုးတွေပါတော့အဲ့ဒါကြာရင်တော့ချနေဟိုပြန်နောက်မှန်ပေါ့နော်စိတ်ကလာဖြစ်သွားလို့ရှိရဟုတ်။တော့ခေါက်ရိုက်သွားခဲ့တဲ့နောက်တနေ့ပါ။အဲ့ဒီကတော့ကိုကအမေကတော့စာရင်းကကိုကြီးကို remind လုပ်ထားပါဘောနော်အငညမဒီလိုဒီလိုဖြစ်တတ်တယ်နေအဲ့အတွက်အစိတ်ချပြီးတိခံပြီးပေါ့နော်သူကလည်းသင်နေအော်နေပေမဲ့သူကအေးစိတ်မှာဖြစ်နေတယ် အဲချင်းလေးကတော့ဒီလိုမိသားစုရထားရတဲ့အတွက်တင်းမိသားစုကအကြီးမဟုတ်ပေမဲ့ပေါ့နော်ဒီမိသားစု၃ယောက်နဲ့လည်းကိုချင်းအတွက်ကလုံးဝပြည့်စုံတဲ့မိသားစုတစ်စုဖြစ်နေတယ် စိတ်စပယ်မှုစိတ်နိုင်ပေါ့နော်ဒီနေ့အမေကျိုးသူတို့ဒီသားလူခွဲလုတ်ပြီးရနေရနေစပြီးတော့ဒီချက်မကနှစ်ပေါင်းများစွာဆက်လက်ပြီးတော့ကြိုးရှင်နိုင်ပါစေဆက်လက်ပြီးတော့ဆိုင်ခွဲတွေအများကြီးလည်းပွင့်နိုင်ပါစေအဲပြီးတော့ SMR တွေအများကြီးလည်းထက်ရပြီးတော့အဲကျောင်းအားကောင်းပါစေလို့ဒီနေ့ကဆက်လုပ်ပေးလိုက်ပါတယ်ရှင်